တော့ဘောလုံးပွဲဒီမှာကျွန်တော်တို့ကြီးနားလေခြင်းကလေဆူကျူးရှိတယ်ဒါဒါဒါဒီမိကုံပြောရင်ဟိုဒါဟုပြောရင်နည်းနည်းလေးတော့ခက်ကြောင်ကြောင်နိုင်လိမ့်နေမယ်ကြီးနားလေခြင်းမှာလေကျွန်တော်တို့ဆူကျူးတွေရှိတယ်ကြီးနားလေတော့ကောင်းပါလေဟိုနားလေရင်ကောင်းမယ်မှန်တယ်ဒါမဲ့အဲ့ဒီနားလေခြင်းမှာလေဆူကျူးတွေရှိတယ်ဟိုကဘာကြီးမှာကျွန်တော်တို့ဟိုတိလို့တိတာတော့ကောင်းတယ် အရာအလုံးသိတာကောင်းတယ်ဒါပေမဲ့တခါလေးမှတချို့တည်ခြင်းတွေပါတွေကကိုယ့်ကိုစိတ်ညစ်စေတယ်ဟိုဟိုလှုပ်ဆောင်ချက်အမှားတွေကိုလှုပ်ဆောင်စေတယ်ဗျာရှင်းရင်းပဲပြောတာသိရမှာလားဘာလို့လဲဆိုတော့အဲ့ဒါကျွန်တော်ဘယ်လိုခံစားမိလဲဆိုတော့ကျွန်တော်တငယ်ချင်းတယောက်ဆိုရင်ဘာမှစိတ်မဝင်စားဘူးနိုင်ငံကြီးတွေဘာတွေဘာမှစိတ်မဝင်စားဘူးဘာမှစိတ်မဝင်စားဘူး तू ကဂိမ်းဆော့မယ် तू ကလှုပ်လှုပ်မယ် तू ရောက်ရင်ညကျော်ရင် तू ကောင်မလေးနဲ့ तू ပြောမယ်အဲ့တော့ လက်ရှိကဘာကြီးဘာဖြစ်နေရဒီနိုင်ငံကြီးဘာဖြစ်နေရတယ်ဗျ तू မသိဘူးအဲ့တော့ तू စိတ်ချမ်းသာတယ်ကျွန်တော်ကတရင်နေကြည့်နေစိတ်ဆင်းရဲအဲ့လိုပဲဟိုကြီးနားလေခြင်းမှလည်းဆူချိုးတွေရှိတယ်ဘာကြောင့်လဲဆိုတော့တခါတလေမှာလူလူလေးစဉ်းစားမဲ့အရာကိုအဲ့ကြီးကြီးကကျွန်တော်တို့ကိုခေါင်းကိုက်စီတယ်ဥပမာဗျာပြောချင်တာကဥပမာ Man City နဲ့ Overhampton နဲ့ကိုင်မန်ရိုးရှင်းလေးစဉ်းစားကြည့်ရင် Man City နိုင်မယ်ဆိုတာက60%လောက်တည်ကြတယ် 90ရာခိုင်နှုန်းလောက်မှ CDN နေသေးကြတယ်။ဘာကြီးမှနားမလည်မနဲ့၎င်းဟိုတာမန်လိုစဉ်းစားမယ်ဆိုရင်ဒါပေမဲ့ကျွန်တော်တို့ကကြီးနားလေတဲ့ကောင်ကမိုင်းစီးရီးယားနေပြီးတော့တလုံး80စားတွေတလုံး90စားတွေဖောက်ထားပြီဆိုရယ်ကျွန်တော်တို့ကမနေဝန်းတော့အဲ့အဲ့မှာမနေဝန်းတော့မိုင်းစီးရီးကိုမနေဝန်းတော့ဘူးအဲ့ကြအဲ့ကြရင်ကျွန်တော်တို့မိုင်းစီးရီးကိုမနေဘူးโอเคကြီးကမှန်သွားရင်ကိစ္စမရှိဘူးအဲ့တော့တခါလီမှဘောဂီဆိုကပြောလို့မရဘူးဖိတ်ထားတာရှိတယ် တော့အဲ့လိုဖိန်ထားပြီဆိုရယ်အဲ့ဒီနားမလဲတဲ့ကောင်ကြီးကစားတာပဲနားမလဲတဲ့ကောင်ကြီးရအတာချက်ဖြစ်သွားတာအဲ့သူကတော့ဘာလို့ဆိုမိုင်းစီးလီးနိုင်မှာပဲဘာကြီးမှကြီးကြမလို့ဆိုထိုးလိုက်တယ်သူကနိုင်သွားတယ်အဲ့တော့ကျွန်တော်တို့ကကြဆောက်ကြီးဖြစ်သွားတာပေါ့ဗျာတခါလေးကြအဲ့လိုဟာကြီးရှိရတယ်မလားအမေဒီသင်းနဲ့ဒီသင်းနဲ့ကန်တာပဲကွာမင်းမိုင်းစီးနဲ့ဥပါတန်နဲ့ကန်တာမိုင်းစီးနိုင်မယ်ဆိုအမေမသိဘူးလားဆိုပြီးတော့လာပြီးတော့မေးကြလာပြီးတော့ဟိုပြောခံရတာဒီပိုင်းတော့ရှိအမှန်တကယ်ကမသိတာမဟုတ်သိတယ် ဒါမဲ့ဘာဖြစ်သွားတာလဲဆိုအဲ့ကြီးနားလေခြင်းကလူကိုအုံနောက်ကြိုက်သွားတာဟိုအဲ့ရဆူချူဖြစ်သွားတာအဲ့တော့တခါလီမှာကျွန်တော်တို့ဟိုကြီးနားလေခြင်းကလည်းကောင်းကွက်တည်းရတော့များပါတယ်ဥပမာကောင်းကွက်တည်း80ခန်းလုံးတော့ရှိတယ်ကြီးနားလေခြင်းအပေါ်မှာကောင်းကွက်တည်း80ခန်းလုံးတော့ရှိတယ်ဒါမဲ့30%တော့ဆူချူတွေရှိတယ်ဘာကြောင့်လဲဆိုကျွန်တော်တို့ကယူတန်းတန်းစဉ်းစားမဲ့ကိစ္စတွေကိုမစဉ်းစားနိုင်တော့ဘူးယူတန်းတန်းစဉ်းစားမဲ့ကိစ္စတွေကိုမစဉ်းစားနိုင်တော့ဘူး ဟိုတာမန်လေးပဲဗျာတာမန်အခြေခံလေးပဲဥမာဘီလာရီးယန်းနဲ့ဘာစီလိုနာနဲ့ကံမဲ့ဘာစီလိုနာနိုင်မယ်ဒါတာမန်လေးစဉ်းစားရမယ့်အရာကိုကျွန်တော်တို့ကဘာစီလိုနာကနေ180ဒီ190ဒီပြီးထားတဲ့အချိန်မှာကျွန်တော်တို့ကမနေဝင်တော့ဘူးအဲ့တော့ဘာဖြစ်တုံးဆိုဟိုဘီလာရီးယန်းတွေပါသွားထိုင်တယ်အဲ့တော့ဟိုဘောဂီးရဲ့ဖိန့်ထားတဲ့ကြီးဖြစ်သည့်အတွက်အချိန်တန်တော့ဘာစီလိုနာနိုင်သွားတယ်အဲ့လိုဟာမျိုးတွေဟိုဟိုနားလေခြင်းမှာဆူဂျူးတွေရှိတယ်ဒါကိုပြောချင်တာပါနောက်တစ်ခုကကြီးတွေကြီး နားလေယုံတော့လေမရပြန်ဘူးဦးလက်ရှိဘောလုံးပွဲတွေကဘာဖြစ်တာလဲဆိုတော့ဘောလုံးပွဲကြည့်တဲ့နှုတ်နဲ့စကားပြောတယ်အရန်ကြည့်ရတယ်ဟိုကျွန်တော်ဆိုလဲတညောင်၄ပွဲတော့၃ပွဲတော့ကြည့်ရတယ်ကျွန်တော်ကြည့်ရတာဘောလုံးပွဲတွေမကြည့်လို့မရဘူးမကြည့်မသိတော့မကြည့်မသိတော့သိရမလားမကြည့်ရင်မသိဘူးကြည်လေးနားလေလေးတစ်ခုတည်းနဲ့ဘာဘောလုံးပွဲမှမကြည့်ပဲနဲ့ကောက်မှန်းလို့မရဘူးဟိုကြည့်ရတယ်ခြေဒီပါတယ်ဘာတော့ဖင်ပိတ်ကန်တာလား ဖွင့်ဆိုတဲ့အသင်လားဘာလားအကုန်ကြည့်ထားရတာအဲ့တော့တခါလေးမှကျွန်တော်တို့ဘောလုံးပွဲကြည့်တဲ့စွမ်းရည်နဲ့ဟိုကိုဘောလုံးပွဲကြည့်တဲ့ဒီစတော့စွမ်းရည်နဲ့ကိုကြီးနားလေခြင်းနဲ့ပကတိခြေစွမ်းနဲ့အကုန်လုံးပေါင်းပြီးတော့ကျွန်တော်တို့ကမှန်းရတာအဲ့မှာနောက်တစ်ချက်ကကြီးနားလေတဲ့လူတွေမှာကကြီးအဆွေရှိတယ်ကျွန်တော်ကိုယ်တိုင်မှာကြီးအဆွေရှိတယ်ဘာလို့လဲဆိုတော့ဥပမာ ကိုပေါင်းကြီး3လုံး80ဒီ3လုံး90ဒီဆိုရင်ကျွန်တော်ကိုပေါ်တာမညမှာပြေးဝင်တော့ဘာလို့ဆိုပုံမှန်အားဖြင့်80ရာခိုင်နှုန်းလောက်တော့အဲ့ဒီကြီးကြီးကကူအောင်တယ်ဒါပေမဲ့တာတိပါဆန်ဆိုတာရှိတယ်အဲ့ဒီ30ရာခိုင်နှုန်းလေးကနေပိုးသွားတဲ့ပွဲစဉ်ကြီးရှိတယ်အဲ့ကြရင်ဘာမှမလုပ်တတ်တော့သိရအောင်အဲ့ကြဘာမှမလုပ်နိုင်ဘူးအဲ့တော့ဟိုတခါလေးကြာရင်ဟိုကျွန်တော်တော့စဉ်းစားမိပါတယ်ကြီးကြီးနားလေတာကောင်းတယ်မှန်တယ်ဒါပေမဲ့တခါလေးမှာ အဲ့ဂျီကိုနားမလဲခြင်းတော့တာမန်ပြလူဘိန်းစင်စားနီလီနဲ့စင်စားလိုက်ရင်အဖြေကလွန်းလို့လေးပဲသိရမလားဥမာဥမာတင့်နဲ့နဲ့နဲ့ပေါင်းသုံးတင့်နဲ့နဲ့နဲ့ပေါင်းခိုင်းနေပြသုံးလို့ပြောလိုက်လူလွယ်လေးပဲအဲ့ဟာကိုကိုအကြီးကြီးတွေသိရမလားဒီကောင်ကဘာရွေချက်နဲ့တင့်နဲ့နဲ့နဲ့ပေါင်းခိုင်းတာတော့ဟိုသိရမလားအဲ့လိုကြီးအကြီးကြီးတွေရှောက်စင်စားလိုက်ရင်ဗျာဇားချဲ့ရပေါ့ဇားချဲ့ပြီးစင်စားလိုက်တယ်အကြီးစင်စားလိုက်တဲ့အချိန်မှာကျွန်တော်တို့ကအကုန်မကုန်တယ်သိရမလားယူတန်တန်လေးပဲစင်စားမယ်ဟာတွေရှိတယ်တချို့ပွဲစဉ်တွေသူယူတန်တန်လေးပဲ ကျွန်တော်တို့ဓာတ်နဲ့ဓာတ်နဲ့ကိုင်နေဒီခြေဆွမ်းနဲ့ဒီခြေဆွမ်းဒီခြေဆွမ်းရပဲနိုင်မယ်ဆိုပြီးရိုးလေးစဉ်းစားလိုက်စရာရှိတယ်ဒါပေမဲ့ကိုကကြီးတွေတည်တဲ့အချိန်မှာအဲ့ဒီကြီးတွေကကိုကောင်းတဲ့ကိုရောက်နေတယ်အဲ့တော့အဲ့ဒီဟာကိုရိုးတန်းမစဉ်းစားနိုင်တော့ရိုးတန်းမစဉ်းစားနိုင်တော့အဲ့ဟာတွေဖြစ်ကုန်တာကျွန်တော်ပြောတာဥမာပြဟိုတနေ့ကအင်္ဂလန်ပွဲဆိုအင်္ဂလန်နောက်ဆုံးပွဲဆိုဒူးစီးနဲ့နိုင်သွားတာအင်္ဂလန်ရဲ့ကြီးကပြော့ပြော့လေး150ရှုံးမပေးထားတာပြီးခုမရှိတဲ့အတင်းက အင်္ဂလန်ဝေးခွင်းမှာလာမသူအဲ့ဘွယ်ဖိုးစည်းနဲ့လာမသူနိုင်ထတာအင်္ဂွင်းမှာအင်္ဂလန်190ရှုံးမဲ့ပြီးတယ်ကြီးပြော့တယ်ကျွန်တော်ကမကြိုက်ဘူးလေအင်္ဂလန်ကြီးပြော့တယ်ဆိုဒါပေမဲ့အင်္ဂလန်နိုင်သွားတာဒူးစီအဲ့တော့ဒီလိုပွဲမျိုးတွေပေါ့အဲ့တော့ကြီးနားလေချင်းမှာဒါဒီလိုပွဲမျိုးတွေမှာဆိုရင်ကြီးရလိန်လိန်တလို့ပုံစံမျိုးဖြစ်ထားတယ်ခြောက်ထားတယ်ဟောက်ထားတယ်ဖြစ်ဒီအတွက်ကျွန်တော်တို့ကယူလီစဉ်းစားမှာမစဉ်းစားနိုင်တော့အဲ့တော့ဘာဖြစ်တုံးဆိုတော့ကျိုးတယ်ပေါ့အဲ့တော့အဲ့တော့ဒါကြီးနားလေချင်းရဲ့ဆိုးကျိုး အဲ့တော့ဂျင်းနာလေချင်းရဲ့ကောင်းကျိုးပြောပြမယ်။ဘာဖြစ်တော့ဆိုဟိုဒီနေ့ကစပိန်နဲ့တူရကီနဲ့ပွဲ။စပိန်ကအဝေးခွေမှာဆက်စည်းနေနိုင်တာတူရကီကို။ဒါမှအိမ်ခွေမှာတူရကီပေးတဲ့စပိန်ပေးတဲ့ကြီးက2မိုင်နဲ့20ရှုံးပဲပေးတာ။အဝေးခွေမှာဆက်စည်းနေနိုင်တဲ့အသင်းကိုအိမ်ခွေမှာနှလုံးရှိနေတော့မှပြားလေး20ပြားလေး30 20ပဲရှုံးမယ်ဆိုတာကစပိန်ကမင်းလာခဲ့လိုက်စပိန်ပေးဖို့မရှိဘူး။ပေးဖို့မရှိဘူး။အဲ့လိုအသင်းမျိုးကိုအဲ့ကြီးပေးထားတာ။ တကဘာတနိုင်ငံလုံးတော်တော်များများလူတွေကစပိန်မဲထိုးတာပဲလေဒါယူရှင်းရှင်းပဲပြီးကုန်မရှိတဲ့အတင်လက်ရှိဖောင်ကောင်းနေတယ်ရှုံးဝင်လည်းမရှိဘူးအဲ့လိုအဲ့လိုပဲထိုးတာဒါမဲ့ဘော်ဂီကညှားထားတာအဲ့ကြလေကျွန်တော်တို့ပွဲပြီးတော့ဒူဒူလာမသိဘူးပြီးသွားလေအဲ့ကြလေជីနာလေချင်းကမှန်ပြန်ရောကျွန်တော်အဲ့နေဒူဒူကီလာမသိဘူးပြီးတာအဲ့တော့အဲ့လိုဟိုဆူဂျူကောင်ဂျူတွေကဒွန်တွဲနေတာဟိုជីနာလေချင်းကတချို့ဆိုရင်ပြောជីနာလေတာကောင်းတယ်မှန်နေဒါမဲ့ကျွန်တော်ပြောစလို့ပဲ ယူစင်ချင်းတင်းနဲ့နဲ့နဲ့လင်းတင်းနဲ့နဲ့နဲ့ပေါ်ရင်တုံးရမဲ့ကိစ္စကိုယူလီစဉ်းစားလိုက်ရင်ဟုတ်နေရဘူးအကြီးကြီးတွေရှောက်စဉ်းစားတော့ကိုပြဿနာကြီးတက်ကုန်တယ်လို့ပဲဟိုမိုက်စီတီနဲ့အိုဗာဟန်တာနဲ့ကံမိုက်စီတီနိုင်မယ်ဆိုတာသိနေတာကျွန်တော်တို့ဘာစီလိုနာနဲ့ဗီလာရင်းနဲ့ကံဘာစီလိုနာနိုင်မယ်ဆိုတာသိနေတာကြီးကိုကိုကကြေးတင်နားလေတဲ့ချိန်မှာဟိုဘက်ကံပြီးမှန်းရင်စောက်တလွေဖြစ်ကုန်တာဟိုတန်းကြီးကကျွန်တော်ပြောခဲ့တယ်လို့ပဲအင်္ဂလန်ပွဲတွေပါလေစောက်တလွေဖြစ်ကုန်တာပဲသိရမှာလားအဲအဲ့လူဟာကြီးရှိတယ်အဲ့တော့ဟိုကျွန်တော်ပြောချင်တာကြေးနားလေခြင်းကလည်းကောင်းကျိုးရှိတယ်လို့ ဆူချူလည်းရှိတယ်ပေါ့ဒီမှာအဲ့တော့တခါလေးကြာနေပြောခံရတယ်အမေဒါလီနဲ့ဒါလီကန်သွားမင်းမသိဘူးလားမင်းဒစ်စတာလုံနေပြီဒါလီနဲ့မသိတာမဟုတ်သိတယ်အဲ့ဟာကိုကကြေးကြေးကိုကြည့်ပြီးမှန်လိုက်တဲ့အချိန်မှာစောက်တလွဲ့ဖြစ်ကုန်တာဒီမှာလားမသိတာမဟုတ်မိုက်စီးနဲ့အိုဗာဒန်နဲ့ကန်တယ်ကြေးတာမကြည့်ဘူးဆိုရင်မိုက်စီးနိုင်မယ်ဆိုတာကြေးနားမလဲလည်းသိတယ်ကြေးနားလည်းလည်းသိတယ်ဒါပေမဲ့ကြေးက180 180ကြီးဖြစ်နေတဲ့အချိန်မှာမိုက်စီးဒီကိုမပေးဝန်းတော့ကိုအိုဗာဒန်သွားပြီးအဲ့မှာကြေးကကျွန်တော်တို့ဘော်ကီကဖိတ်ထားတဲ့ကြေးဖြစ်တယ်ဖိုးစီးတွေ3စီးတွေနိုင်သွားတယ်ဆိုရင်လူကဆောက်ရှောက်ကွဲသွားတာဒီမှာအဲ့လူဟာတွေလည်းရှိတယ် ta haɗu wajen al'amuran jin zuciya.